မင်းတို့ဟာနည်းနည်းလေးတော့ရုပ်ပေါက်နေတယ်နည်းနည်းလေးတော့ရုပ်ပေါက်နည်းနည်းကိုရုပ်ပေါက်တော့မဟုတ်ဘူးကွာများများကြီးကိုရုပ်ပေါက်နေတာသိလားနော်ဘယ်သူကားတွေဆိုင်ကယ်တွေဖမ်းခံလိုက်တော့အဲ့နေဒီတော့ဝင်ဖမ်းတယ်အချို့ဆုံးကဗီဒီယိုဖိုင်တွေတက်လာတဲ့ဆိုင်ကယ်တွေကိုတော်ထဲမှာတပ်ပွက်နေရတယ်နော်နေပြီးတော့နာရကထောက်ဖို့တက်တာတာဝန်ကလူရဲမှုလောင်မင်းတောင်းကတော့ကျောင်းဆရာမကူလိုက်နိုင်စင်ပင်ကစီးနေတာကွာဖေးလာရောက်မင်းအောင် Hello Chad Amiwa ပြည်သူညကိုမွန်မာများအားလုံးမင်္ဂလာပါ Newsbit Channel ကနေပြန်မချိုးဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ9ရက်နေ့ကျွန်တော်စနေနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့မှာနောက်ဆုံးကြားသိတဲ့အိုးဖျက်ဖျက်တော်လန်သတင်းတို့သတင်းကောင်းတွေကိုတင်ဆက်ပေးသွားမှာမို့လို့ဗီဒီယိုကိုကျွန်တော်တို့အဆုံးချစ်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာဆန်တော့တော်လန်ရဲဘော်တွေကနေပြန်မရွှေဆောင်လာပေးတဲ့စခန်းသိမ်းအောင်ပွဲတွေနဲ့ပေါ့နော်စစ်ကောင်စီရဲ့ဒီရုပ်ဝတ်တောက်ရင်တွေကိုဖမ်းဆီးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘုံမရဲ့ကိုရဲ့ချီကိုလာမီတာတွေလည်းကျွန်တော်ချစ်ရှုရမှာပဲဖြစ်ပါတယ်အယုံဆုံးနေတဲ့ကျွန်တော်ခတိုင်းလိုပဲသတင်းတို့လေးတွေ ကြည့်လိုက်ရအောင်နော်ပထမအဆုံးသတင်းတဘို့အနေနဲ့ကတော့ပဲခူးတိုင်းအိုတွင်းမြို့နယ်အထက်ခပောင်းဆယ်ရေလွှဲတမန်မှာရှိတဲ့အချမ်းပဲစစ်တပ်ကစခန်းနဲ့စစ်ကိုစစ်ချောင်းကိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား၁၂ဦးသေဆုံးပြီးတော့မှလည်းလည်းလေးလေးတင်းစရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်အဲ့လိုမျိုးစကားသိတဲ့ပွဲဖြစ်ပွားပြတဲ့နောက်ပိုင်းမှာအင်အား60ခန်းပါတဲ့အချမ်းပဲစစ်တပ်ရဲ့ဆဲချောင်းတွေအရဆိုရင်အထက်ခပောင်းဆက်ရေလွဲတမန်မှာရှိတဲ့စစ်တပ်ကစခန်းကိုလာရောက်နေတဲ့အချိန်မှာပဲတော်လန်တဖို့ဝင်ရတဲ့ပြည်မှာအတင်းဆောင်ဆိုင်ပြီးမိုက်ဆက်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား၈ဦးထပ်မံတေဆုံးခဲ့တယ်လို့ကျွတ်တရတာဖြစ်ပါတယ် အဲ့ဒီတိုက်ပွဲကအလုံးပေါင်းစစ်ခွေးစက်တကောင်တည်တယ်။လေးကောင်တန်းရရတယ်။ကျွန်တော်တို့တောင်းလိုက်ရဲတဖွဲ့ဘက်ကရဲဘော်တို့မဆွေရင်တန်းရရတယ်။အဲ့ခွေးဂိတ်စခန်းကအရင်ကတော့15ကောင်ကျော်လောက်ရှိတယ်။ကျွန်တော်တို့တောတိုက်တဲ့နေ့မှာတော့9ကောင်ပဲရှိတယ်ဆိုပြီးတော့မှ ADG Brothers တဖွဲ့တောင်ရှိသူတူကနေပြီးတော့မှဆက်လက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့အတွက်ပေါ့နော်။မဟာအောင်ပွဲတစ်ခုပဲဖြစ်ပြီးတော့မှစစ်ကောင်စီတဖွဲ့ဝင်တွေရဲ့ ဗန်နီယမ်မှာပဲရှိရှိသူတို့ဖွင့်လှစ်ထားတဲ့ case ခန်းတွေအရဆိုတော့ခုဆိုရင်တော်လန်ရဲဘော်တွေရဲ့ချင်းမွှေးရှင်းလင်းချင်းခံရတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တွေနဲ့ဒီတဲ့ပူပြီးမှအသေးစိတ်ချရတယ်ပေါ့နော်။တရင်ချက်လက်တွေနဲ့စခွေးတွေတေဆုံထိခိုက်ဒဏ်ရာရမှုတွေကိုကျွန်တော်ထပ်ပြီးတော့မှတည်ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်တရင်တဲ့ပို့အနေနဲ့ကတော့ စကိုင်းတိုင်းပလဲမျိုးနယ်မှာစစ်ကောင်စီရဲ့အရေးပါတဲ့စခန်းတစ်ခုဖြစ်တဲ့ကန်တောင်စခန်းတိုင်းတပ်ဖွဲ့9ရက်စစ်ပြင်းထန်နေပြီးတော့မှတော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ပြီးတော့မှစစ်ကောင်စီကလည်းလက်နက်ခဲယမ်းနဲ့တုံ့ပန်းချုပ်ဖမ်းမိထားတယ်လို့ကျွန်တော်သိတာဖြစ်ပါတယ်။စစ်စင်ရေးဗျူဟာအတင်းဆောင်ဖြစ်မှာဆိုလို့ PLA ကရှေ့တန်းအနေနဲ့တိုက်နေတာပါ။ရလကောင်းပါတယ် PLA ကထုတ်ပြန်ပါလိမ့်မယ်ဆိုပြီးတော့မှပူပေါင်းစစ်စင်ရေးမှာပေါ်နေတဲ့တော်လိုင်းရေးရဲဘော်သူကနေပြီးတော့မှပြောဆိုထားဖြစ်ပါတယ်။ဒါအပြင်ကန်တော့စကန်ကိုစစ်ကူဖို့လာတဲ့အင်မတီရွာကအင်အားတရာခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းအဆွန်တော့ တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရတာဖြစ်ပါတယ်။အဲ့ဒီစစ်ကြောင်းကနေပြီးတော့စစ်ကောင်စီနဲ့ပြူစောတိတပ်ဖွဲ့ဝင်တို့တည်ဆုံခဲ့ပြီးတော့မှငါးဦးကိုအရှင်ဖမ်းမိထားတယ်လို့လည်းတို့နောက်ထပ်သိရတာပေါ့နော်။ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တို့ရဲ့ခုဆိုရင်စကားရရဆိုရင်တော့တခုပြီးတခုတိုက်ခိုက်ခံရတာဖြစ်ပြီးတော့မှတို့ခုရဲ့ပိုင်း တောင်ဝိုင်းတိုင်းတမမကဂျန်တဲ့အညာဒေတာမှာဆိုတော့သူတို့ရဲ့စခန်းတွေရာဆိုရဲကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနေပြီးတော့မှအပြည့်ရှင်းလင်းချိန်ပုံတက်ခိုက်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တို့နေကန်တော့ရဲစခန်းကိုလဲပါတော့။တော်လိုင်းရဲဘော်တွေကနေပြီးတော့မှအမြန်ဆုံးတင်ပိုက်မယ်လို့မျှော်လင့်မိပါတယ်။ ျွန်တော်တို့ဒီညမတဲ့ပထမဆုံးအနေနဲ့ကျမကတော့အခုဆိုရင်မြောက်လိုင်းကနေပြတော့မှဝက်တော့ရင်တွေကိုစီမံချင်းနဲ့ပေါ့နော်ဖန်းစီနေတဲ့ချိန်မှာပဲ ARD တိုင်းထဲမှာရှိတဲ့ရဲခွဲတွေဘယ်လိုမျိုးပြုမှုနေကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်ကနေတင်စကားပါထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့ဆက်ချစ်လဲရအောင်နော် ARD တိုင်းရဲတပ်ဖွဲ့ရအောင်ဒီတိုင်းယုံကရဲမှုချစ်ဆန်းအောင်မြားညီကိုလူရဲမှုအောင်နိုင်မှုလိုင်စင်ကမဲ့ကအယောင်းဝယ်လုပ်နေတာဖမ်းရတာရဲမှုအောင်နိုင်စိုးအင်းစိတ်မြို့နယ်မှုဘွား နော်ဒီတော်လိုင်းသမားတွေကိုဆန္ဒပြတဲ့တော်လိုင်းသမားတွေကိုရိုက်နှက်လို့ရင်းမှုရလို့တိုးပေးခဲ့ရပြီး area area မှာတန်းကိုပြောင်းသွားတယ်နောက်တော့ license နဲ့ကားရောင်းရတယ်လို့လည်းကြာကြာပြတ်လောက်ကစားလိုင်းကြီးတွေကောက်တယ်တရားမဝင်လုပ်ငန်းတွေအားလုံးလုပ်တယ်ချမ်းသာပြေသွားလာတယ်လူရဲမှုချစ်ဆန်းမောင် license နဲ့ကားတွေအရောင်းဝယ်ရခိုင်ပြည်နယ်ကိုပါကုန်စီတင်ဖို့ရောက်ချတယ်နော်အဲ့တော့ပိုင်ဆိုင်မှုတွေမနေဘူး area မှာလက်ဆောင်ထက်ဆိုအောင်နိုင်မှုနဲ့ချစ်ဆန်းမောင်ရင်းနှီးတာစစ်စစ်ဖြစ်လို့ခင်မျိုးတို့ကိုကဲကြည့်ချက်ရတယ် license နဲ့ကားတွေရောင်းဝယ်လုပ်တယ် ဖမ်းရတာ online မိုးဆိုတဲ့ရေမှု online မိုးကရွှေစင်လာမင်းစီတိုင်းလင်းလင်းဆိုင်ကရောင်းဝယ်ရေးဆိုင်ပြီးပိုင်တယ်အဲ့လင်းလင်းရောင်းဝယ်ရေးဆိုင်ကရောင်းဝယ်ရေးဆိုင်မှာဘုတ်တောက်တယ်ဖမ်းရတာနော်အဲ့တော့ခိုးရပါတခိုးပိနေလည်းရှိနေတယ်ရန်ကုန်ကဆိုင်ကစီး40ကျော်လင်းလင်းအဲ့ဒီဆိုင်ကရောင်းဝယ်ရေးရေမှု online မိုးပိုင်တဲ့ဆိုင်ကဆိုင်မှာခွင့်ဆက်မိပြီးဖမ်းဆီးနိုင်တယ်တစည်းကို350ပေးပြီး100စည်းကျော်ချေးပေးလိုက်ရတယ်ဒီလားအဲ့တော့နောက်ပြတစ်ခုက နိုင်ရခဒုတိယရေမှုလာတောင်းအိုက်စမဲ့ကားရောက်မလို့လုတ်နေတယ်မင်းတို့ဖမ်းရလာလာတောင်းရေမှုလာတောင်းနဲ့ပတ်သက်တဲ့ကားများကတော့တတရရပဲစီးနေတယ်ကိုင်းညီလေးခံထားတယ်ပေါ့နေပြီးတော့နိုင်ရခထောက်ကူတက်ကတာဝန်ခံတူရေမှုလာမင်းတောင်းကတော့ကြောက်ဆရာမကူလိုက်လိုက်စမဲ့ကားစီးနေတာကွာဖမ်းရလာရောမင်းအောင်လားညာကြီးပဲနော်ရေရုပ်ဒုက္ခဆိုတော့မဖမ်းရကြဘူးနိုင်ရခထောက်ကူရေကဘကတတားတော့လိုက်စမဲ့ကားစီးတာကွာကဲ ိုင်စင်မဲကသိတော့သူတို့ဒီတနေရာမှာဖွက်ထားကြတော့မင်းအောင်လိုက်မင်းကစိတ်ဆော့ကြောက်ချောက်ချားတယောက်စစ်နိုင်ဖို့တော့မပြောနိုင်ပါနဲ့ဆိုတော့လက်ရှိတတင်းတွေကတော့ဒါတွေဖြစ်ပြီးနောက်ထပ် update တတင်းတစ်ခုအနေနဲ့ဒီကနေ့ MOD ကဖမ်းဆီးလိုက်တဲ့တယံဇာတကိစ္စလေးကျွန်တော်ပြောပြချင်ပါသေးတယ်ဒီနေ့ MOD ဟာတယံဇာတအထူးဖွဲ့ဆိုတဲ့အဖွဲ့တစ်ဖွဲ့ကိုဖမ်းဆီးလိုက်ပါ ဗန်းစီမှုနဲ့ပတ်သက်ပြီးတရင်နေမှာလဲအဲအားလုံးတချို့တွေတွေ့ပြီးသားဖြစ်ပါလေဗမာအထူးတန်ရစားတာဖွဲ့တယ်ဘယ်သူကတာဝန်ပေးရလဲတာဝန်ပေးရသူကဖမ်းရမှာဖြစ်ပါလေစကားနဲ့ဗမောင်းမြို့နယ်ပြည်တော်စုအထူးတန်ရစားတာအဖွဲ့ဟာကလင်ကြီးကြပြီးခိုးနေတယ်အမေဒီကဆင်းဖမ်းနေလို့ပြောတယ်လက်နက်တွေဝယ်ယူစုဆောင်တာတယ်ဒဇင်ထောင်ကျင်လို့ပြောတယ်ဒဇင်မထောင်မဲ့ပေါင်းစားနေဖမ်းမှာမဟုတ်ဘူး ဒါပဲနော်ကျွန်တော်တို့ဆီလည်းမြေကျောင်းနဲ့ပြတော်မှာခုဆိုရင်တော့ရေရီတိုင်းထဲမှာရှိတဲ့စစ်ကောင်စီရဲ့တပ်ဖို့နေရာဆိုရင်သူတို့ကိုပိုင်လုံငန်းတွေနဲ့ ဒီလိုမျိုးဝတ်တော့ရင်တွေကိုဖန်ဆီးရောင်းဝယ်မှုတွေနဲ့ဆက်လက်ပြီးတော့မှလှုပ်ဆောင်နေရတဲ့ဆိုတဲ့အကြောင်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အဒီမြောင်းလိုက်တဲ့အုပ်စုကနေပြီးတော့မှထက်ကနေပြီးတော့မှညွှန်ကြားမှုတွေလုပ်နေပေမဲ့အောက်ခြေမှာရှိနေတဲ့သူတို့အရာရှိတွေကတော့ကောင်းစားနေတာပြီးတော့မှသူတို့အနေနဲ့ပေါ့နော်အခုဆိုရင်လစ်လီလက်ကလိုင်စင်မဲ့ရင်တွေကိုပါရောင်းချနေတာပဲဖြစ်ပါတယ်ဒါတို့ကြီးချင်းအဖြစ်ပြီးသူတွေစီကနေပြီးတော့မှပဲသူတို့အနေနဲ့ငွေကြီးတောင်းခမှုတွေလုပ်ဆောင်နေပြီးတော့မှကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဒီစီးစိမ်အုပ်စုတွေကိုတစ်ခုပြီးတစ်ခုရယူဖို့ချိုးစားနေတယ်ဆိုတော့လည်းတက်ပြီးတော့မှသိရတာပဲဖြစ်ပါတယ် နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ကျော်စိုးဦးကနေပြီးတော့မှ ILO Article 33နဲ့ပေါ့နော်မြောက်လန်ဒိုအုပ်စုကိုခုဆိုရင်အရေးယူပြည်ထောင်ချမှုတွေလွတ်ဆောင်သွားမယ်ဆိုပြီးတော့မှကြီးညာချက်ထုတ်ပေါ်လာတဲ့ပုံမှာဘယ်လိုမျိုး NUG ကိုဘယ်လိုမျိုးဆက်ပြောထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှချစ်လဲရအောင်နော် ILO ရဲ့ဒီဥပဒေပုံမှာပေါ့ဗျာခေါင်းကမြန်မာလိုပြန်တော့ ILO ရဲ့ဥပဒေပုံမှာ33ပေါ့33ရာမြန်မာကိုသူတို့ဆုံးပြည့်ကြလိုက်တယ်ပေါ့ဗျာအဲ့ဒီချိန်နဲ့ပတ်သက်ပြီးတော့ NUG အုပ်စုကသူတို့အောင်ပွဲဒါပြည်သူလူအောင်ပွဲရှောက်ပြောနေတာရှောက်ပြောနေတယ်တိတိကျကျအဲ့ NUG အုပ်စုကတကယ်ယုံစရာဗျာ ပြည်သူလူထုဒုက္ခရောက်ဖို့ကဗျာရတဲ့အပေါက်ဒီတပေါက်လင်းလို့အဲ့ဒီတပေါက်ကနေကဗျာပြတ်လာရှာတယ်လောင်နေပြီနော်အဲ့ဒီအုပ်စုတွေကြည့်လိုက်ဒီတပေါက်လွတ်နေလားအပေါက်လှည့်ရှာတာဒီတပေါက်လွတ်အဲ့ဒီတပေါက်ကမီးရှို့လိုက်တယ်ဘာလို့ပြည်သူလူထုဒုက္ခရောက်အောင်အဲ့လိုကြီးအုပ်စုတွေတကယ်အကြမ်းဖက်တွေအကြမ်းဖက်အုပ်စုတွေကဗျာတကယ်ကိုဒီအုပ်စုတွေလောက်ကဗျာတတိမမနာရှိ့မရှိဘူးတကယ်ကဗျာခွေးတော်ပါလေဂေဟာခွေးတွေမဟုတ်ဘူးတကယ်ခွေးလေခွေးလေခွေးယူတယ်အဲ့လိုကြီးအုပ်စုကကဗျာတကယ်ကဗျာဂေဟာခွေးတွေလိမ္မာလေးပဲအဲ့ဒီအုပ်စုကကဗျာခွေးယူတယ်တို့ဒီမှာပတ်ကြိုက်တယ် အဲ့ဒီအုပ်စုတွေအဲ့ဒီအဲ့ဒီအုပ်စုလာဆိုအောက်ပွဲတယ်ဗျာမေခင်ဗျာအင်္ဂလိပ်လိုမျိုးကမြန်မာလိုတင်ထားတယ်တင်ထားတယ်မဖတ်တဲ့လူဝတ်ဖတ်ကြည့်ဝတ်ဖတ်ကြည့်အဲ့တော့ဖြစ်စဉ်တရားပါမယ်ဒီဆွစ်ဇာလန်နိုင်ငံဂျနီဗာမှာကျင်းပတဲ့ဒီအိုင်ယန်လိုရဲ့133ကျင်းမြောက်အပြည်ပြည်ဆိုင်ရာအလို့သမညီလာကန်မှာတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဆွေးနွေးချက်တခုချပါတယ်အဲ့ဒီဆွေးနွေးချက်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးချက်ကတော့ဗျာဒီအိုင်ယန်လိုရဲ့ပုံမှန်33အဲ့ဒီဆွေးနွေးချက်နဲ့ပတ်သက်ပြီးအိုင်ယန်လိုကအာအိုင်ယန်လိုရဲ့ဆွေးနွေးချက်နဲ့ပတ်သက်ပြီးအနုကျအာငါတို့အောင်မြင်ဖို့ဗျာတိတ်ကိုကြီးစရာကောင်းတယ် တက်ကူကြီးစားကောင်းတယ်အဲ့လိုဆုံးဖြတ်ချက်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ILO ကအဲ့ဒီလိုမျိုးကျွန်တော်တို့ဒီဒီပုံမှန်33နဲ့ဆုံးဖြတ်ချက်ချခဲ့တာက2000ပြည့်နှစ်မှာတစ်ကြိမ်လက်ရှိမှာတစ်ကြိမ်နှစ်ကြိမ်နှစ်ကြိမ်2000ဆိုတော့ဗျာကျွန်တော်တို့ဒီဗိုလ်ချုပ်မှုကြီးရေဗိုလ်ချုပ်မှုကြီးဦးသန်းရွှေရဲ့လက်ထက်အဲ့ဒီကလာအဲ့ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီ NASA ကလည်းတရင်ထုတ်ပြန်တယ်အဲ့ဒီရဲ့ဒီဒီ ILO ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့သူတို့လေ့လာခဲ့ရမှာတဲ့နိုင်ငံရေးဆိုင်ရာခြေကမှုအပေါ်မှာအခြေခံပြီးတော့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီးတော့ မြန်မာနိုင်ငံအစိုးရအပေါ်အိုင်အယ်လိုမျက်နှာစာမှဒါတဆင့်ဖိအားပေးနိုင်ရွေချက်ဖြစ်ဒါကျွန်တော်တို့တစ်ဖက်သက်တောင်းဆိုလာတဲ့ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်အိုင်အယ်လိုမှစာမှတ်တော်ဆုံးဖြတ်ချက်များသည့်နိုင်ငံရေးကိုဖိအားပေးလို့၍ဆုံးဖြတ်ထားသည့်အချက်လက်ဖြစ်ရတဲ့မြန်မာနိုင်ငံအတွင်းညှိတင်းတွေကလောက်ခံအကြသည့်အလုပ်ရှင်များအလုပ်သမားများစီးပွားရေးလုပ်ငန်းရှင်များအပေါ်တယောက်မှုများမရှိသောကြောင့်ဆောင်ရွက်မှုမရှိဘဲလုပ်ငန်းကုန်များတွင်အေဂျင့်စွာဆက်လက်လုပ်ကိုင်နိုင်ဖြစ်ပါတယ်တဲ့မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးသောအလုပ်သမားတို့၏အခွင့်အရေးများဥပဒေဥပဒေနဲ့အညီတိုးတက်မှုရရှိရေးလူမှုဘဝဖွံ့ဖြိုးရေး အလောက်ကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်တဲ့အတွက်အိုင်လိုအပါဝင်နိုင်ငံတကာအပိုင်းဝိုင်းနဲ့ဆက်လက်ထိတွေ့လျက်မြန်မာနိုင်ငံအချုပ်အခြာအာဏာနဲ့လွတ်လပ်မှုကိုမထီပါစေသောပူပေါင်းဆောင်မှုများဆက်လက်ဆောင်တော်မူဖြစ်ပါလေတဲ့အလို့သမားဝန်ကြီးဌာနကအဲ့တော့ဒီချင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့လက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်ကြီးကကျွန်တော်မေးတယ်ဒီရက်တက်ရောက်မှုကဒီအိုင်အိုင်လိုရဲ့ဒီပုံမှန်33ရက်ဒီတက်ရောက်မှုကမြန်မာနိုင်ငံပေါ်မှာဘာတွေထိခိုက်နိုင်လဲလို့မေးတယ်ထိခိုက်နိုင်မှုမရှိပါဘူးတဲ့ ပြောင်းလဲပြောင်းစားလေးပြောဆိုနေတာနော်ဒီကောင်ကတော့ဘူးမသိဘာမသိဘဲနဲ့ပြည်သူကိုဂျင်းနေဖို့လှုပ်ဆောင်နေတာပြမရှိမှကျွန်တော်တို့ကြားတဲ့အချိန်ပဲ NUG ကိုခွေးနဲ့တောင်မှနိုင်တာပဲဖြစ်ပါတယ်ခုစကားကိုပြန်ပြီးတော့မှတာဝန်ရမှာပေါ့နော်ခုဆိုတော့တော်လန်ရဲဘော်တွေကနေပြတော့မှလဲကျော်စိုးကိုခုဆိုရင်ပြက်ရှင်းပေးမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုမှုတွေရှိလာတာပြမဒီကောင်အရင်တော့ကျွန်တော်တို့ ဒီနာမခါမှာရောက်နေတော့ဇောဘဟင်းတဇင်းတို့နဲ့ပေါ့နော်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေကိုချင်းချောင်းမှုတွေလို့ဆောင်ခဲ့တာလို့လဲကျွန်တော်အခုထိဒေတာလေးကိုဆေးမထားတာဖြစ်လို့နားနဲ့ပတ်သက်ပြီးတော့မှဒီကောင်ရဲ့ပစ်ချစ်တွေဟာဆိုတော့တော်တော်လေးမြင်ရနေတာပဲဖြစ်ပါတယ်ဒီကောင်တစ်ခုတာဖြစ်တဲ့ဆိုတော့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေလဲကောက်ဟုံမှုတွေများစွာရှိလာမှာဖြစ်ပြီးတော့မှဂျာရက်ကနေပြီးတော့မှမြို့ပပြည်သူတွေဘက်ကနေပြီးတော့မှသူပြောတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုတခါတည်းခြိုက်ပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပြောင်းကြည့်ရနေပြီတော့မှဇောဘင်းကိုအကြောင်းမရှိဘဲနဲ့ပေါ့နော်ပုံမတွေမျိုးမျိုးတက်ပြီတော့မှစစ်ကောင်စီရနေပြီတော့မှဖန်စီထောင်ချဖို့လှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုတော်တယ်ပြီတော့မှပြောကြားထားတာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်တချက်လောက်ကြည့်လိုက်ရအောင်နော်အခုဇောဖုန်းဟင်းကိုအခုလိုမျိုးလှုပ်တဲ့လှုပ်ရက်တွေဟာအတတော်လေးပေါ့နော်အဲစဉ်းစားစရာလေးဖြစ်လာတယ်အမပြောပါဘူးလို့ပြောလို့ရတယ်ပေါ့ဗျာနော် အကျွန်တော်နေကိုစောပိုင်းနဲ့ကျွန်တော်တို့ပုံကိုရခင်မင်းမှုတော့ရှိတယ်။တော်တော်လည်းချက်ချင်းမုန်းချင်းအပထားပါကျွန်တော်အများနဲ့ပြောပါရယ်ဥပဒေအထက်မှာဘာလို့မှမရှိစေရဘူးဗျာနော်ဥပဒေကဆောင်ရွက်ပါဆိုတဲ့စကားပဲကျွန်တော်ပြောပါရယ်ချက်ချင်းမုန်းချင်းပေါ်ကျော်လုံပြီးတော့ပြောရမှာပါအဲ့တော့ဥပဒေဆိုရင်အ66ကကြီးနဲ့ဆိုရယ်စွဲတာဆွဲလို့ရတယ်ဟာရေးရေးပိုင်းကိစ္စဖြစ်တဲ့တကြမလို့ဒါ delay ခံ yes ခံရနေပြီးတော့တတိယတတိယဖန်ဆီးရဲ့ဟိဆိုရင်ကျွန်တော်ဘာမှမပြောလို့ဘူးအခုလောက်တဲ့ပုံစံကကိုစောပိုင်းရဲ့လောက်တဲ့ပုံစံကအဲရဲထက်ကျော်ပြီးတော့ ဒီစာရဖကနေနိုင်ငံတော်အဆင့်ဆွဲတာဥပမာပြနိုင်ငံတော်အဆင့်ဆွဲတဲ့ပုံစံဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်ကိုဆွဲသွားလိုက်တယ်ဗျာအဆွဲသွားပြီးတော့မှဟိုမှုဒီမှုဟိုမှုဒီမှုဆိုပြီးတော့အဲဘယ်လိုခေါ်မလဲဆိုရှင်တရားဆွဲတဲ့ပုံစံမျိုးပါအဲအဲ့လိုပဲကိုစောဖိန်းကလည်းပတ်တော့တောင်းတောင်းဆင်းတာမဟုတ်ဘူးကြာသူ့ကိုဆွဲတဲ့ပုံစံကလည်းဒေါ်စုကြည်နီးပါအခုမှမချနာပဲနော်ဆွဲခံရတဲ့ပုံစံမျိုးဗျာအဲ့တော့ကြောင့်မလို့ကိုစောဖိန်းဆွဲတဲ့ပုံစံကြီးကတအားကိုလွဲနေတယ်ဟင်းပြောပြီနော်သူ့ကိုဆွဲသွားတယ်ဆွဲသွားပြီးတော့မှဘယ်လိုခေါ်မလဲဆိုတော့အမှုက ဘယ်လိုခေါ်မလဲအမှုကရှာရအောင်မှာကောင်ဆန်းစုကြည်အမှုရှာတယ်လို့ပဲအဲကိုဖုံးကလည်းအမှုကရှာရအောင်မှာအဲ့ဒီအတွက်ကြောင့်မို့လို့အဲကျွန်တော်သုံးတက်တယ်ပေါ့ဗျာနော်။ဘာကြောင့်လဲဆိုရင်ကျွန်တော်အခုကိုကိုဖုံးနဲ့ပတ်သက်ပြီးကျွန်တော်အဲဒီပေါ့နှစ်ဖက်တည်နေပေါ့ဗျာနော်။အဲကျွန်တော်တို့ဒီတက်ဖက်ကထောက်ခံသူတွေအားလုံးရဲ့တည်နေနေအဲပြီးတော့အဲဘယ်လိုခေါ်မလဲဆိုရင်ဒီ main stream media တွေပေါ့ဗျာနော်။ဒေါ်လာစား media လို့ခေါ်တဲ့အကျန်းဖက်အားပေးပေါ့။အဲဒီ media တွေကို media တွေကိုလည်းကျွန်တော်အားလုံးလေ့လာအားလုံးပေါ်မှာကျွန်တော်သုံးသက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုဖုံးကိုဆွဲတဲ့ပုံစံကလုံးဝ ဘာမှမရှိလို့အတွက်ကြောင့်မို့လို့ဘာမှမဟုတ်လို့ဘာမှမဟုတ်လို့ဖြစ်ရှားမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲ့တော့တော်စုကြည်ကိုဆွဲတဲ့လူမျိုးပဲအဲကိုဖုန်းကိုဆွဲတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့တရားဟုတ်ပရိရဲ့ test ဆိုတာလည်းဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲဆိုရင်ပုံမှန်ကတော့တောက်ရင်ကပုံမှန်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့အဲဖြစ်ပုံစမ်းပုံတွေကိုတရားကြည့်တဲ့အခါမှာလည်းအဲစစ်တပ်ဘက်ကပေါ့ဗျာနော်ဒီ channel တွေပေါ့အဲအများစုဒီစစ်တပ်ကိုအားပေးထောက်ခံတဲ့ဒီ channel တော်တော်များများရဲ့ PR တွေလည်းပါတယ်เนาะကျွန်တော်ကြည့်ရသလောက်ဆိုလို့ရှိရင်အဲသူတို့ရဲ့ PR တွေပါသလို့ အကိုဖုံးအနေနဲ့ကလည်းပြဿနာတွေဖြစ်ခဲ့မှုတာရှိတယ်အဲ့ဒီပြဿနာဖြစ်ခဲ့မှုတာကအဲပြုလည်းလည်းပြောမယ်နော်အဲဒီစစ်တပ်ထောက်ခံသူနော်ဥမာဖြစ်ခင်ဗျားတို့ပြောသလိုဘောမပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်ပေါ့ဗျာနော်အဲဘောမဆယ်လီတွေအဲဘောမ channel တွေပေါ့ဗျာနော်အဲဒါခေစကားနဲ့ပြောတာပါကျွန်တော်လည်းခင်ဗျားတို့ဘောမခေါ်တာပဲလေနော်အဲ့တော့ဒီ channel တွေဒီပုံကိုယ်တွေရဲ့အနောက်မှာအဲ background ကောင်းကောင်းရှိနေတတ်တယ်။နော် background ကောင်းကောင်းရှိနေတတ်တယ်။အဲ ပွင့်အခက်ကောင်းကောင်းရှိနေတတ်တယ်ဟောဗျာနော်အဲ့တော့ဒီအပွင့်အခက်ကောင်းကောင်းရှိနေတဲ့အတွက်ကြောင့်မို့လို့အဲသူတို့တွေမှာသူတို့နဲ့တွားပြီးတော့မညှိနေတယ်ဗျာတိလားသူတို့နဲ့တွားညှိလို့ရှိရင်တကွေးမဟုတ်တကွေးရတော့ပြဿနာရှိနိုင်တယ် ပြောပြင်တော့ကျွန်တော်တို့ပြောင်းရွှေ့ကိုတိုင်ကနေပြီးတော့မှမြောက်လိုက်တော့အိုးစုနေတဲ့ဒီလိုမျိုးနောက်ကနေပြီးတော့မှအပိထောက်ခံမှုတွေလို့ဆိုနေကြတဲ့စစ်တပ်လော်ဘီတွေကနေပြီးတော့မြောက်ပင်ခေါ်ထုတ်လို့ပေးမှုနဲ့သူတို့အမှားခံကြီးဖြစ်တဲ့ဇဝင်းရဆိုတော့ခုဆိုထာရမင်းဆိုင်ရတော့မယ်ဆိုတဲ့ဖြစ်မျိုးပြောဆိုထားတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့တည်လဲရတာတကူကတော့သူတို့ချင်းချင်းပဲပြီးတော့ဖက်ခွဆားလူရကနေပြီးတော့မှဝေစုမတဲ့ပဲနဲ့ဒီလိုမျိုးကိစ္စတွေလည်းဖြစ်တတ်တယ်ဆိုတဲ့သဘောမျိုးတွေအထိကျွန်တော်တို့သိရှိနားလည်ထားရတာဖြစ်တော့မှဒီချိန်တွေကိုလည်းစစ်တပ်ထောက်ခံပါတယ်ဆိုတော့အိုးစုတွေခုကြရပါတော့ဒီချာလေးကိုသဘောပေါက်သိနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီအပါသားဘောမတကောင်ကနေပြတော့မှာပဲဟိုတလော့စစ်ကောင်စီရဲ့ဝတ်တော့ရင်တွေကိုအကြောင်းမဲ့ဖန်ဆီးနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှာဘယ်လိုမျိုးပေါက်ကွဲပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြတော့မှာနားထောင်ကြည့်လိုက်ရအောင်နော်တက်ကြုတ်ကြီးခိုင်းတဲ့အထဲမှာ W ကားတွေ W ဆိုင်ကယ်တွေတင်ဖမ်းဖို့စီးဖို့တင်မကဘူးနော်ဥပဒေစိုးမိုးရေးတွေအကြမ်းဖက်နှိမ်နှင်းရေးတွေပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုနဲ့ပတ်သက်လာရင်ဘယ်အမိတ်မှစောက်စရာမလိုပဲ ကြက်ရလက်နက်ကိုဆွဲပြီးတိုက်ခိုက်ဖို့ကိုလည်းညွှန်ကြားထားတယ်မဟုတ်ဘူးလားမိနေမှာစိုးလို့ပြောပြတာနော်အခုလိုမျိုးတက်ကြွကြီးစကားကိုနားထောင်တယ်လို့ W ကားတွေဆိုင်ကယ်တွေကိုလှမ်းနေလှည့်အောင်မြင်းဆောင်မှကြံကွာအိမ်ထဲထိတော်မင်းတို့လိုက်ဖမ်းနိုင်သေးတာပဲအကျန်းဖတ်တွေနော်ဥပဒေစိုးမိုးရေးတွေပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုလည်းမင်းတို့စေတနာပါပါလေးနဲ့ဒီလိုစိတ်ပါလက်ပါတာလောက်ခဲ့မယ်ဆိုရင်ငါတို့တိုင်းပြည်မှာအလဟတ်တဲ့အသက်တွေမသိဆုံးသွားဘူးเนาะ အပြစ်မဲ့တဲ့ပြည်သူတွေဒလန်ခေါင်းစဉ်တက်ပြီးတော့အသက်ခံတဲ့ပြည်သူတွေလည်းရှိမှာမဟုတ်ဘူးနော်မင်းတို့ဟာနည်းနည်းလေးတော့ရုပ်ပေါက်နေတယ်နည်းနည်းလေးတော့ရုပ်ပေါက်နည်းနည်းကိုရုပ်ပေါက်တော့မဟုတ်ဘူးကွာများများကြီးကိုရုပ်ပေါက်နေတာသိလားနော် W ကားတွေဆိုင်ကယ်တွေဖမ်းခံလိုက်တော့အဲ့ဒီနေ့ဒီတော်ဝင်ဖမ်းတယ်တချို့ဆိုမှဗီဒီယိုဖိုင်တွေတက်လာတဲ့ဆိုင်ကယ်တွေကိုတော်ထဲမှာတပ်ဖွဲ့နေရတယ်နော်အကြမ်းဖက်နေနေဖို့ဥပဒေစိုးမိုးဖို့တာမင်းတို့အဲ့လိုစိတ်ပါလက်ပါလေးလှုပ်ကြည့်ပါလားကွာငါတို့တိုင်းပြည်အေးချမ်းတာကြာနေပြီငါတို့ပြည်သူတွေလည်းအဲ့လောက်ထိဒုက္ခမရောက်တိုင်းပြည်ကြီးလည်းအခုလောက်ထိဒုက္ခမရောက်ပါဘူး ဒီကောင်တွေကတော့ဘယ်လိုရမလဲပေါ့နော်အဲ့လိုမျိုးလိုလဲတာနဲ့ပြီးသူဒေါ်လာရင်းတဖို့နေရတယ်ပြီးတော့မှရှင်းပြတာတွေခါနေရတာဖြစ်တယ်လို့တစ်ဖက်ကနေပြီးတော့မှခုလိုမျိုးစစ်ကောင်ဆဲနေပြီးတော့မှဝတ်တော်ရင်ကိုဖမ်းဆီးဖို့စီမံချက်တွေလို့ပေးလိုက်တယ်ဆိုတော့ကသူတို့စာခွက်ကြီးကြီးရသွားတာပြီးတော့မှဒါကိုလည်းဒီကောင်တွေကနေပြီးတော့မှတတ်မဲ့ပြီးတော့မှအခုဆိုရင်အင်တက်တီဝတ်တော်ရင်ကိုဖမ်းဆီးနေတာပဲဖြစ်ပါတယ်စစ်ကောင်ဆဲတဖို့ဝင်နေကတော့ license တားချမှာပေးတာကျွန်တော်ပြည်သူတွေကိုထိုးနေတဲ့နေရာမှာ အဆုံးစွန်လေးပေါ့နော်လှုပ်ဆောင်နေကြတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေ့တာပြီးတော့မှဒီခြေတွေနဲ့ပတ်သက်ပြီးတော့မှပေါက်ကွက်ပြောဆိုမှုတွေထဲမှာဘူမာရက်ကိုလည်းပေါ်ဝင်လာကြတာပဲဖြစ်ပါတယ်ဆရာကျွန်တော်နောက်ဆုံးဗီဒီယိုတို့ပေါ်နေတဲ့ဥတည်မြန်နေပြီးတော့မှစစ်ကောင်စီရဲ့အငင်းဆက်တာမကြီးဖြစ်တဲ့ချိုးထိုးအောင်တပ်ဖြတ်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘလိုမျိုးသတင်းတွေပြောဆိုထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်အငင်းဆက်တာမဘုံမှုချုပ်ဟောင်းချိုးထိုးအောင်ကိုလောက်ကျန်တပ်ဖြတ်တဲ့တဲခန်းနေဆိုပြီးတော့6နှစ်ရွယ်ကလေးငယ်တူအမျိုးသမီး2ဦးအပါဝင်စုစုပေါင်း16ယောက်ကိုစစ်ကောင်စီက ဖန်ဆီးခဲ့ပါတယ်။အဲ့ဒါလိုဖန်ဆီးချောင်းကိုမနေ့ကဇွန်လ9ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ဘုံမှုချုံအောင်ချိုထွန်းအောင်ကိုပြစ်ခတ်ခဲ့တော့က Golden Valley Warrior ကအသုံးပြုတဲ့စပင်းကိုနောက်ရောက်ခံလိုက်ရကနေဖန်ဆီးရမိခဲ့တာလို့လည်းဆိုပါတယ်။ ဖမ်းဆီးရမိတဲ့အထက်မှာလောက်ကြံသူလို့စစ်ကောင်စီကဆွဆွဲထားတဲ့သူတွေရဲ့မိသားစုဝင်တွေအပြင်မှာ CDM ဆရာဝန်2ယောက်လည်းပါဝင်တယ်လို့ဆိုပါတယ်။ဘုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ကိုပစ်ခတ်ခဲ့တဲ့ကတနက်ကြီးပေါက်ထွက်ပြီးတော့ဘဲဘဲချောက်ဒဏ်ရာရခဲ့တဲ့လူတယောက်ကိုလင်းထုခုစေယုံပိုင်ရှင်ဒေါက်တာရဲလင်းစိုးနဲ့ဒေါက်တာဇော်ကိုကိုတို့ကစစ်ကူတာပေးခဲ့တဲ့အတွက်ကြောင့်သူတို့ကပါဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဒါအပြင်လင်းထုခုစေယုံကိုလည်းစစ်ကောင်စီကချိတ်ပိတ်ခဲ့တယ်လို့ဆိုပါတယ်။ဘုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ဟာနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှု တိုက်ဖြတ်ရေးဘာသာနဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင် जा ပေးနေတဲ့သူဖြစ်ပါတယ်၂010ရွေးကောက်ပွဲနောက်ပိုင်းမှာစစ်ဖက်တာဝန်ကအနားယူခဲ့ပြီးတော့ကမ်ဘောဒီးယားနဲ့ဘရူနိုင်းနိုင်ငံတွေမှာတာမတ်တာဝန်ယူခဲ့ပါတယ်စစ်ကောင်စီရဲ့အနီးကပ်အကြံပေးစစ်မှုထမ်းဟောင်းတွေထဲမှာသူဟာတယောက်ပါဝင်ဖြစ်ပါတယ်စစ်ကောင်စီဝါဒဖြန့် lobby တယောက်ဖြစ်တဲ့သဇင်ဦးကတော့ဗိုလ်မှူးချုပ်ဟောင်းချုပ်ထွန်းအောင်တက်ဖြတ်မှုမှာပါဝင်တဲ့သူတွေကိုကျုံးမိတ်ပေးဖို့လှုံ့ဆော်နေတာတွေ့ရပါတယ် လွိုင်ကောင်မျိုးတပေကုန်းဖုန်ကြီးချောင်းဝင်းအတွင်မှာအခိုင်မာတက်ဆွတ်ထားတဲ့စစ်ကောင်စီတပ်စခန်းကို KNDF viewer နှစ်နဲ့မဟာမိတ်တပ်ပေါင်းစုတွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF viewer နှစ်ကမနေ့ကဇွန်လ9ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စစ်ကူလာတဲ့စစ်ကောင်စီစစ်ချောင်းကိုကြားပြတ်တိုက်ခိုက်ခဲ့ရမှာ MA1 ၅လက် AK47 တလက် MA4 တလက် RPG တလက်နဲ့တခြားလက်နက်ခဲယမ်းတွေကိုလည်းသိမ်းယူနိုင်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကအယောက်20ထက်မနေ့တိုက်ဆုံးခဲ့ပြီးတော့ KNDF နဲ့ပူးပေါင်းမဟာမိတ်တွေဘက်ကတော့2ယောက်တန်ရာရခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။ ဒါပဲเนาะကျွန်တော်တို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ချောင်းနေရွယ်ကျွန်တော်တို့ကလင်းငယ်တွေတောင်မှအခုဆိုရင်တရားခံဖြစ်ဖန်စီမှုတွေလုံးဆောင်နေတာပြပြမှာကျွန်တော်တို့သူတို့ရဲ့အညီအစားမုံမှုချောင်းအောင်ဖြစ်တဲ့ကျွန်တော်အောင်တပ်ဖြတ်ခိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုတော့ပွားနေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျတို့ရဲဘော်တွေကလည်းပြမှာသူတို့ဘေးကင်းကြောင်းလည်းကျင်းညာထားတာမို့လို့အဲ့ဒီနေရာဒေသဝင်ချင်မှရှိနေတဲ့ကျတို့ပြည်သူတွေကို ဒါစားခံဖြစ်ဖန်းစီတွေ့ရပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့လွှဲရည်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေကလည်းပြီးတော့မှလည်းစည်ရင်းတွေနဲ့ပေါ့နော်တီချာရှိနေတာမလို့မကြခင်မှာတော့အဲဥစုကိုကျွန်တော်တို့ထပ်ပြီးတော့မှပြည်တန်ချအရေးယူဖို့လှုံ့ဆော်နိုင်မှာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ပြည်သူတွေနဲ့တော်လန်ရဲဘော်တွေတွေ့စီညီတော်ဆောင်နဲ့ရှစ်စစ်ပြီးတော့မှကြီးတဲ့ရှောက်လန်းနေကြောက်မယ်ဆိုတော့အားလုံးမျှော်မှန်းထားတဲ့အချိန်ပဲ Federal Democracy အောင်ပွဲစီကိုမကြခင်မှာပဲ ရဆုံးဆုံးဒီပေါ့နော်ခြေတက်နိုင်တော့မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှတာယာရဲ့ချင်တဲ့နေ့တည်လေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းအောင်တောင်းပေးလိုက်ပါတယ်။